ောစားအသည့်တင်ချင်းကိုစာချုပ်လုံသားအားလုံးဆေးလှုပ်ပြီးမှသာဆောင်ရွက်နိုင်ပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ပြည်တွင်းမှာလုံသားများကိုပြည်ပသို့ဆေးလှုပ်ဖို့အတွက်ခောစားအသည့်တင်ချင်းကိုလက်ရှိစာချုပ်လုံသားအားလုံးဆေးလှုပ်ပြီးမှသာခွင့်ပြုသွားမှာဖြစ်တယ်လို့မြန်မာနိုင်ငံပြည်ပလောက်အကိုင်းဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း MOEAA ကပြည်ပလောက်အကိုင်းအကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေကို အကြောင်းကြားစာပေးပို့ထားပါတယ်။ ်ပြည်ပအလောအကိုင်းအကျိုးဆောင်လိုင်စင်ရအေဂျင်စီတို့ရဲ့အနေနဲ့နိုင်ငံအလိုက်အလုပ်သမားစိတ်လို့ခွင့်တင်ပြအရာမှပြီးခဲ့တဲ့ဇန်နဝါရီလ30ရက်နေ့မတိုင်မီထိုင်းနိုင်ငံအတွက်အလုပ်ရှင်အလုပ်သမားသဘောတူစာချုပ်ချုပ်ဆိုပြီးတဲ့အလုပ်သမားတွေနဲ့တခြားနိုင်ငံတွေကအလုပ်ခေါ်စာတွေအတွက်စိတ်လို့ခွင့်တွေဆုံးရွက်ပေးမှဖြစ်ပြီးစိတ်လို့ဖို့ကြံရှိတဲ့အလုပ်သမားတွေကိုသက်ဆိုင်ရာနိုင်ငံအလိုက်စိတ်လို့ပြီးမှသာ ခေါ်စာအသစ်ဒီမှန်လက်တာတင်ပြထားကို ခွင့်ပြုသွား ားမှာဖြစ်ပါထဲ့ဒီလိုသက်ဆိုင်ရာနိုင်ငံအလိုက်အလုံခေါ်စာအသည့်တင်ပြနိုင်ပြီဖြစ်တဲ့အကြောင်းကိုလည်း MOEAA ကသစဉ်ပြပအလောအခိုင်အကျိုးဆောင်လိုင်စင်ရအေဂျင်စီတွေစီအကြောင်းကြားပေးသွားမယ်လို့ဆိုပါထဲ့ဒါအပြင်အေဂျင်စီတွေအနေနဲ့နိုင်ငံအလိုက်ဆေးလွှတ်မဲ့လို့တမထွေရတော့ OWIC ကပြုလုပ်ပြီးပါကပြပတို့ဆေးလွှတ်ခွင့်ပြုရန်ပူးတွဲပါအတိုင်းလိုက်နာဆောင်ရွက်ဖို့လိုအပ်မယ်လို့သိရပါထဲ့ရှင်။